ျမဆိုလို့ရှိရင်ဒီကမနှောမြေစကြဝဠာကြီးရောင်းဖြစ်လိုက်မယ်လို့လောကမှမထင်ထားမှာเนาะကျမဆိုလို့ရှိရင်ဒီဆယ်ဒီတွေကကြော်ညာတာတွေ့ပြီးတော့မှကိုကလည်းဒီဝန်ရန်ချုပ်တဲ့ပြဿနာကိုဟိုဘယ်လိုမျိုးလုပ်ရမလဲဘယ်လိုလုပ်ရင်ကောင်းမလဲဆေးတွေတောက်ချင်မှာเนาะ SA တွေဒီဝန်တွားပူတောက်ရတဲ့ဆေးတွေဆိုလို့ရှိရင်အနှံ့ရတာလည်းလောကမှအဲ့လိုမျိုးအဝင်လည်းစိုးဝေပေါ့เนาะကျွန်တော်လောကမတောက်ချင်ဘူးတိုင်မဲ့ဒီဝန်ချုပ်တဲ့ပြဿနာကိုလည်းဖြေရှင်းမှလည်းရမှာပေါ့เนาะမဖြေရှင်းလို့ရှိရင်ကြာလို့ရှိရင်ကျွန်တော်ဒီလေးခေါင်းရောဂါတွေလည်းဖြစ်နိုင်အဖြစ်မှလည်းစိုးလို့ပေါ့เนาะကျွန်မဆိုလို့ရှိရင်တော့ကတော့အရင်တော့ဆိုလို့ရှိရင်ဝန်တစ်ခါတစ်ခါသွားဖို့ဆိုလို့ရှိရင်အဲ့လိုမျိုးဟိုချွေးစီးအောင်မထင်ဘူးပေါ့เนาะအဲ့ဒီနောက်မှသွားထိုင်ပြီးတော့မှခြေောက်တွေလည်းကျင်တစ်ခါလေးဆိုခြေောက်ကျင်တယ်နဲ့ဝန်ကသွားရှင်တယ်တိုင်မဲ့သူကမတွားအောင်ဖြစ်နေပေါ့เนาะဝန်အရင်အရင်ချုပ်တဲ့ပြဿနာဖြစ်တာပေါ့เนาะကျွန်မဆိုလို့ရှိရင်ဒီကွာ ရေမရေမတောက်ရလဲပါပေါ့နော်ရေရလဲအဲအဲ့လိုမျိုးတောက်ဖြစ်မှာနော်တရက်ကိုသူများပြောရတဲ့လီတာနဲ့လီတာလေးအဲ့လိုမျိုးမပြောနဲ့တော့တရက်ကိုတစ်ခွက်နှစ်ခွက်တော့မှအဲ့လိုမျိုးပုံမှန်တောက်ဖြစ်တဲ့လူပေါ့နော်အကြောင်းမလို့ဒီဝမ်းချော်ရတယ်မဆန်းဘူးနော်အခုဆိုလို့ရှိရင်ဒီမနောမြေဖီချောက်ပင်းနေဆိုလို့ရှိရင်ဒါဒီကလက်ဖက်ချောက်လက်ဖက်ရင်ွေးခါရတာဆိုလို့အရတာမလို့ပေါ့နော်ဝင်ရဝင်ရလေအဲကိုလည်းရင်ွေးခါကြိုက်တယ်ဆိုတော့ကိုယ်တိုင်လည်းစင်ပြေပေါ့နော်တောက်ရတယ်အဲအကြောင်းမလို့အခုဆိုလို့ရှိရင်ဝမ်းချော်တဲ့တက်တနာလေး ကြည့်ရှင်ပြတာဖြစ်သွားပြီးဟာပြီးတော့အစီကြအနည်းတင်နဲ့ပါတဲ့ကြောင့်မဟုတ်ခုဆိုတကူလုံးမှရှိတဲ့အစီတွေလည်းကြာပြီးတော့မှဒီထိုက်ခေါက်တုံးထည့်ရနေပြီးတော့မှတစ်ထည့်ပဲကျွန်တော်ကတော့ခုဆိုလို့ရှိရင်အဲရေတော့ဆိုလို့ရှိရင်ဒီလိုမျိုးဘွဲလန်းအဲ့လိုကြောင်းမှာဘာညာဘွဲရှိလို့ရှိရင်ဆိုလို့ရှိရင်လည်းကိုကအာဒီပိုက်လေးချက်ဖို့အတွက်ဆိုမစားဘဲနဲ့နေရပါတော့မှမနဲ့ပြန်မနဲ့မနဲ့လောက်ဒီလက်လာလေးဝေးရမယ်ဆိုလို့ရှိရင်ဒီနေ့ညနေလောက်ဆိုရင်မစားတော့မစားဘဲနဲ့အဲ့လိုမျိုးနည်းနည်းအဲ့လိုကတော့အစာပြေလေးတော့ပဲစားပြီးတော့မှအဲ့လိုမျိုးဆိုလို့ရှိရင်တော့ဘွဲလန်းအဲ့လိုတိတ်ပြီးတော့မှဖြစ်မှာနော်အဲ့လိုအရင်ရုပ်စိုးရောလို့လေးတော့ဝေးလို့ရှိရင်နည်းနည်းလားတော့အဲ့လိုမျိုးနေရတဲ့လူကတော့ဒီလိုလူကနေပြီးတော့မှခုဆိုလို့ရှိရင်ဒီမှာမနှောမြေလေးတောက်ပြီးတော့မှအဲသူကဝေးတီရှိထားတဲ့စီပိုးတွေရောကြာပြီးမှအခုဆိုလို့ရှိရင်မနှောမြေစီချောက်ကွင်းတွေကိုတောက်ပြီးမှပဲ ်ဝမ်းချုပ်တာပြတ်ဝမ်းချုပ်တဲ့ပြတ်နာလေးဖြေရှင်းပြီးတော့ဖြစ်တော့တဲ့အစီလေးကြားတဲ့အတွက်ကြောင့်မလို့ဒီပိုက်ပိုက်မှရှိတဲ့ပိုက်ခောက်တွေကိုကျစီတဲ့အတွက်ကြောင့်မလို့ပိုက်တွေကလည်းချက်လာပြီးဘယ်လောက်ထိအောင်မကျိုက်လဲဆိုလို့ရှိရင်တစ်ခါစင်လို့ရှိရင်နှစ်ထောက်တော့မှထိပ်ပြီးတော့မှတောင်းနေပြီးတော့မြန်မြန်ကျစီချင်လို့ပေါ့နော်အရင်ကတော့တရက်တစ်ခွက်တစ်ခွက်ကိုမှတစ်ခါစင်တစ်ထောက်အဲ့လိုမျိုးလေးပဲတောက်တယ်အခုဆိုလို့ရှိရင်တော့တစ်ခါစင်ရင်နှစ်ထောက်လောက်ကိုတောက်ပစ်လိုက်တယ်တကယ်လို့ဝမ်းရမ်းချုပ်တယ်ဆိုလို့ရှိရင်တော့ဒီမနှောင်းမြေစီချောက် green tea လေးကိုတောက်ပစ်ကြည့်နော် မနောမြေစီချောက်ကရင်ဒီဒီယာတောင်ရခက်လာအရတာဆိုလားဆိုလို့ရှင်တော့သူကလက်ဖက်ချောင်းရင်တွေးချံအရတာမလို့အရတာလည်းမဆိုးဘူးနော်တောင်ရလည်းအရန်လွိတ်ကူတယ်ဝမ်းချုပ်တယ်ဆိုလို့ရှင် စကြောတက်ပြီးတော့မှလူဝထိုင်ထိုင်မမိုင်းပေါ့နော်သူများလိုမျိုးပေါ်ပါလန်းဆန်းနေရလည်းမရှိဘူးအခုဆိုလို့ရှင်တော့ဒီမနောမြေတောင်ပြီးတော့မှစကြောတက်တာလည်းတတတော်ပြီးပေါ်ပါလန်းဆန်းလာတယ်ပေါ့နော်ခဏကွာလေးကြောင်လို့အချုပ်တဲဆိုလို့ရှင်မနှောမြေတောက်ကြီးပါ